လောကမှာပေါ်ချောင်ကောင်းဆိုတာဘာမှမရှိဘူးရကြင်လားကိုလုံမှကိုရမှာမလုတ်ပဲလိုချင်သလားထုံစေးမထိုးပဲနဲ့ကလီစာထုတ်ခိုင်းရမနော်တိတ်1100နဲ့ဈေးပြတ်ထားပြီးသားကျမရဲ့မြေခွက်တစ်ခွက်ကိုတကယ်ပတ်စံလာပေးတဲ့အခါမှာကျမကိုတိတ်ရှိရပဲပေးတယ်သူ့ရဲ့အနေထားနဲ့ ူက73ပဲရင်မဟုတ်တဲ့ဟာကို73ပဲရင်လို့ပြောပြီးရောင်းရဲတဲ့လွာတွေကအဆင့်တန်းလည်းမဟုတ်ဘူးဒီကိုစုကြပါအယ်မွန်ဒင်းပြောတာတွေတချို့တွေကမမားပါဘူးအားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီအမအယ်မွန်ဒင်းနဲ့နော်ဒီမတ်အိတ်တင်ကိုရီးယားပွဲကိုအားလုံးကသိကြမှာပါရှင်ဒီပွဲမှာဆိုလို့ရှိရင်တော့နော်သူတို့ကတောက်နဲ့တယောက်နဲ့ကနော်ဒါအပြိုင်အဆိုင်ကိုဒါပြောနေကြတာရှင်အခုလူမျိုးအပြိုင်အဆိုင်ပြောနေတဲ့အချိန်မှာနော်ခြားတဲ့ကနေပြီးတော့နော်ဒါပြဿနာမဖြစ် ဘူးသူတို့နှစ်ယောက်ကတောင်းနဲ့တယောက်ကလည်းအရန်တော်ကြတယ်နော်ပြဿနာမဖြစ်ဘူးဒီကြားထဲကတောင်းမှန်ပြီးတော့ပြောလာတာကတော့ဒါတော့တတ်ထားပဲဖြစ်ပါရဲ့ရှင်သူတို့နှစ်ယောက်ကဒါပြည်လဲစီခြင်းကြတယ်ပေါ့နော်ဒီ view file လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်ဘာလဲငါကားနေရလေဟာဘာလဲဒီဘာပြောလဲလာလာလာငါသားကြီးမငါသားကြီးမနာနာခဏဆောင်ခဏဆောင်ငါခဏဆောင်ငါခဏဆောင်ငါကိုတော်ယူလိုက်မလားကိုချက်ချက်ပြလာမလားခဏဆောင်ဘာလဲအလောင်းရေးကြည့်တာတော်ယူလာမလားမေဒီမိုင်းငါဖြာယူလာပြီ lại đó hết, nè là mi ba thế đấy, thì mà tất là đi, khai nhiều nữa, khai nhiều nữa, gì đó bây giờ gì ô, ngã chỉ biết mẹ mà lo ra mòn nè, hê, như là tí gì quá tinh mới chạy sầu, ê, hiểu? Hê, lo lo lo, anh sao cái này bị, nếu nó nếu nó, chết tao bây giờ chết tao. À, anh nhau. Sao đi đấy, lý sao đi đấy, tiêu là lấy một trái tim cắt nó sao? ာပြီလာပြီလာပြီလာပြီဗီဒီယိုလေးကိုတော့ကျွန်မဟာသအဖြစ်နဲ့တင်ပေးလိုက်တာပါပွဲဆိုတာလူတိုင်းကြိုက်တယ်ကျွန်မလည်းအရန်ကြိုက်တယ်ပွဲဆိုရင်ဟာသိရမလားပွဲကိုတော့ကြည့်ကြမိမယ်သူတို့နှစ်ယောက်ကိုရန်အကြီးကြီးဖြစ်သွားတဲ့အထိတော့မဖြစ်စေချင်ဘူးသူတို့နှစ်ယောက်လုံးဝလေသူ့နေရာနဲ့တူတော်ပြီးတော့ထက်မြက်ကြတယ်သူတို့နှစ်ယောက်ကိုဆက်ဆက်ချင်းတည်တော့မှဆိုရင်ပေါ့အမြင်ကတ်တယ်မကြည့်ချင်ကျွန်မကဲတော့ပဲသူတို့ကလည်းကျွန်မကိုစောင့်မြင်ကတ်မှာအဲ့ဒါဘာလဲသိလား online လို့ခေါ်တယ်။ဒါပေမဲ့မြင်ပါများတော့ဘာဖြစ်လဲချခင်လာတာပေါ့။အခုဆိုရင်သူတို့ညောင်လုံးကိုကျွန်မချက်တယ်ခင်လေ။သူတို့ညောင်ရဲ့လက်တံကရှည်တာချင်းမတူဘူး။ရုပ်ရှင်တကားလို့ပေါ့။ရုပ်ရှင်တကားဖြစ်မြောက်ဖို့အတွက်ရဲ့ပါဝင်နေတဲ့လူတွေအားလုံးဟာသူ့တံပိုးနဲ့သူရှိတကယ်တော့အတူတူပဲ။အဲ့ဒါကြောင့်လဲကျွန်မသူတို့ညောင်ကိုပြဿနာမတက်စေချင်ဘူး။ကျွန်မရဲ့စန္ဒနော်။သူတို့နေရောက်လုံးကိုမရှုံးစေချင်ဘူး။တင်ကိုလည်းမရှုံးစေချင်ဘူး။အယ်လမွန်တင်ကိုလည်းမရှုံးစေချင်ဘူး။သူတို့ညောင်ရဲ့ဖြစ်စဉ်ကိုကျွန်မသုံးတက်ပြမယ်။မလာရှိရင်ခွင့်လွှတ်ပါ။ တင်ကိုအခုရောက်နေတဲ့နှကန်းကြီးကတသိန်းခွဲနဲ့တရောင်းဝယ်ရင်အိမ်မဲဖောက်ဖို့လက်မှတ်တစ်ဆောင်ပေးတယ်။သူကအဲ့လိုစနစ်နဲ့သူ့အတွက်အကျိုးရှိမယ်။အများပြည်သူကိုလည်းထိပေါက်တယ်လို့အားစားမဲ့ပေးတာဖြစ်တယ်။ကျမတို့ပြည်သူတွေထက်ကတူးဦးအတွက်ကချက်ချင်းလက်ငင်းကြီးတစ်ထည့်ဖြစ်သွားနိုင်တဲ့အခွင့်အရေးကိုရသွားတာပေါ့။ဒါကြောင့်အတင်ကိုကဒီလိုမျိုးပုံစံမျိုးနဲ့ဆောင်ရွက်ပေးတာအများအတွက်အကျိုးရှိသူ့အတွက်လည်းအကျိုးရှိတယ်။ဒါကြောင့်သူမလိမ်ဘူးလိမ်လို့လည်းမရဘူး။ तू လည်းလိမ်မှာမဟုတ်ဘူး။ तू ကဒီလိုဖြစ်စဉ်မျိုးနဲ့လိမ်စဉ်ဆောင်စရာမလိုဘူး။ तू တကယ်လည်းအိမ်ဆောက်ထားတဲ့အိမ်ကိုပြထားတယ်။လူဆိုတာဘာပဲလုပ်လို့ကျိုးအမြတ်အနေအများတော့ရှိရမယ်။ ျိုးအမြရှိဖို့လောက်တာလေနေရင်ထိုင်ရင်ဘသူကများဟာငါအတွက်အကျိုးမြမလို့ဘူးငါအဖို့အလုပ်လုပ်နေတာနင်းတို့အတွက်ပဲဆိုတာဖြစ်နိုင်ပါမလားအကျိုးအမြဆိုဒီမှာဥပမာဒီအင်္ဂါ3000တန်းနဲ့1200လောက်နှကန်းနေကိုရောင်းပြီးမှသူလုပ်မယ်လေအကလေတဘာဝချတယ်နော်ဥပမာကျမလုပ်မယ်ဆိုရင်ကျမအင်္ဂါ3000တန်းတယ်3000လောက်ပဲလက်မှတ်ကရောင်းထွက်သေးတယ်မ9000အရှုံးခံပါမလားအရှုံးခံလို့ဖြစ်ပါမလားညတာပြီးတွေးကြည့်လိုက်ဟိုဘက်ဒီဘက်သူလဲအိမ်ရောက်ရသွားတယ်ခုနှစ်ရတာသမီးတူဦးထဲကတယောက်ကလည်းထိပေါက်သွားတယ် ဒီအတိတ်ပဲတိတ်တောင်းတန်တဲ့အိမ်ကိုတိတ်တောင်းနှစ်ထောင်ထိရောင်းရအောင်တော့ခဏဆောင်ပေးရမယ်အဲ့တဘောဒီမှာလေးရန်တိုက်တယ်ဆိုလိုတာကအဲ့လိုဆောင်ရွက်တဲ့အခါမှာမျက်မျက်တစ်ခုကမပြည့်သေးတဲ့အခိုက်မှာအစကတည်းကရင်အရင်ကတည်းကရင်ဝယ်ထားတဲ့လူတွေကဒုလောဒုလောနဲ့ရှောက်ပြီးတော့စဉ်းစားတယ်မကောင်းတာကိုသွားတွေးတယ်ဟာငါတို့လိန်ခံရပြီလားငါတို့လိန်တော့မလားမလိန်ဘူးစိတ်ချလက်မှတ်ဝယ်ထားတဲ့လူရဲ့ရှူတော့ကပြောမယ်ဆိုရင်ဖြစ်တတ်တယ်စိတ်မဆုံးနဲ့ မအခုသုံးသက်ပြက်လိုက်ရင်စိတ်အေးသွားပြီမလား။ဟာလေအဲ့ဒီအိမ်ကိုလိုချင်တယ်။ကျမဆယ်ဆောင်ဝယ်မယ်နော်။အေးဒင်ကိုခန့်ချင်ရင်ကျမပတ်စံလွှဲလိုက်မယ်။အပေးတယ်နော်။နောက်ထပ်ပို့ပြီးနားလည်လွှဲအောင်ကျမရှင်းပြ။သူကဗမာပြည်မှာနေတာ။ဒါ၃ရောက်ရှိတယ်။ပိုင်မာတဲ့လုပ်ငန်းကံကန်းတွေရှိတယ်။မပြေးဘူး။လက်မှတ်ဝယ်တဲ့လူကလည်းအဲ့လိုသုံးသက်ညံလေးရှိရမယ်။စိတ်ထဲမှာဟာသူပြေးမလား။ငါအလင်ခါရပြီလား။သုံးသက်လိုက်။ပြေးနိုင်တဲ့အနေထားလား။သူ့အနေထားဘယ်လိုရှိလဲ။သူတာသမီးတွေရှိသေးတယ်။သူလုပ်ငန်းတွေလည်းရှိသေးတယ်။သူဘလို့ပြေးမလဲ။သူဘလို့လိမ်မလဲ။ဟာငါစိတ်အေးရပြီ။ LV 嘛。 ဟုတ်တယ်နော်ဒီအမတ်တတ်ထားပြောသွားအရင်မှန်နေရှင့်ကိုအကျိုးအတွက်မရှိဘဲနဲ့နော်ဒီလိုမျိုးအလကားတက်တက်လောက်ပါမလားနော်ဒီအမအေးတင်ကိုကနော်ဒါစီးပွားရေးလုပ်နေတာရှင့်ဒါဆော့နေတာမဟုတ်ဘူးလေနော်သူ့အတွက်မကြံဘဲနဲ့သူဘလိုမျိုးအရှုံးခံပြီးတော့လုပ်မှာလဲနော်အုံနောက်ရှိတဲ့သူဆိုလို့ရှိရင်နော်ဒီလိုမျိုးတွေကိုစဉ်းစားတတ်မယ်လို့တော့ထင်နေရှင့်တကယ်တော့ဒီအမအယ်လ်မွန်တင်းနဲ့နော်ဒီအမအေးတင်ကိုတို့ကနော်ဒီလောက်ထိဖြစ်မှာမဟုတ်ဘူးရှင့်ဂျားရဲကပြိသက်တီကနော်အပြန်အလှန်ကိုလှော်ကြတာနော်တချို့ကြောင့်လဲတတ်တတ်ကိုရန်တိုက်ပြီးကြတာရှင့်ဒီလိုမျိုးတွေကြောင့်ပူပြီးတော့လဲစိုးသွားနိုင်နေလေနော်နောက် က်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်လည်းဒီအမားကနော်မအယ်မွန်တင်းနဲ့ဒီမအီတင်ကိုရရဲ့အကြောင်းကိုဆက်ပြီးပြောထားသေးရဲ့ရှင်အတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်အယ်မွန်တင်းအကြောင်းကိုပြောမယ်။ तू ကလည်းသူ့အလုပ်နဲ့သူအဆင်ပြေနေတာပဲ။တို့ရောင်းတဲ့အထည်အလိတ်ကလည်း73ပဲရေစစ်နိုင်တယ်လို့ကျွန်မယုံကြည်တယ်။ကြောက်ကိုအထည်အလိတ်ခတ်တယ်ဆိုလို့ရှိရင်ဘယ်နှပဲရေရွှေကိုသုံးရတယ်လဲဆိုတာတော့ကျွန်မတော့နားမလည်ဘူးပေါ့နော်။သူ့ရဲ့အနေထားနဲ့သူက73ပဲရင်မဟုတ်တဲ့ဟာကို73ပဲရင်လို့ပြောပြီးရောင်းရဲတဲ့လွာတွေကအဆင်တန်းလည်းမဟုတ်ဘူး။ ဒီတော့လိန်ရောက်တဲ့အထဲမှာသူမပါဘူးတော်တော်များများလေကျမစိန်လက်စုပ်ဝယ်တဲ့အခါမှာကျမကိုမေးကြတယ်ပေါ့ဟဲစိန်ဘလို့ဝယ်လဲဘလို့လုံးမလဲဒါပိန်ဘာမှာဝယ်ရင်စစ်မလဲဘလို့ဝယ်ရင်ကောင်းမလဲကျမတို့စိန်ကိုဘလို့သုံးတတ်ရမလဲဘာညာဆိုကျမ element သိပဲအကုန်ပို့တာသူ့ကိုသွားမေးကျမရဲ့အသက်အရွယ်နဲ့ဖြတ်တန်းလာတဲ့54နှစ်အတွင်းမှာကျမသုံးတတ်တာ element သိမှာစိန်တွေဘာတွေဝယ်မယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးနဲတာများတာကိုမပြောတေးကြတာကတော့ပစ္စည်းကတော့အမှန်အကန်ရမယ်အေးတဲ့ပတ်စံနဲ့ထပ်တူမှန်နေမယ်လို့ကျမယုံကြည်တယ် ချွတ်ရှိတယ်နော်တိတ်တထောင်ပေးတယ်ဆွဲချိုးကိုရွှေရည်စိန်ပြီးပေးလိုက်တယ်တိတ်တရာပဲတန်တယ်လူမျိုးအလုတော်သူမလုပ်ယူခလိုမျိုးလုံမတကယ်လိန်တယ်လို့ခေါ်တာသူတို့ညောင်ရဲ့အနေထားကိုကြည့်လိုက်ကျမနဲ့တူတယ်အာကျင်းမတွေဟဲဒီမိန်းမတွေကတော်တော်ရှာချမ်းအာကျမ်းပြီးတော်တော်ဆိုးမဲ့ပုံပဲလို့ခင်မြင်စေတဲ့အဲမှာပါနိုင်တယ်တို့ကဟဲလင်းပြားလဲလေတစည်းပြီးတစည်းပြန်နေတော့အတန်ကြားတယ်မလားလင်းပြား ကျမတို့ကမဟုတ်တာကိုဘယ်တော့မှမလုပ်ဘူးမပြောဘူးဆိုတဲ့လူတန်းစားတဲ့ကလူမို့လို့ပါစက်ကဘယ်တော့မှမချိုဘူးအဘူးမှာပါလိုက်ပြလုံရင်အตาဆောက်ရမ်းကျဲတာမဟုတ်တာမှမလုပ်ထားတာအော်ရဲတာပေါ့ပြောရဲတာပေါ့ဒီအနစ်ဒီအားလုံးကတန်ဖိုးရှိတဲ့အရာတွေပါတုံးတက်နိုင်ဖို့ညံလေးပဲလိုအပ်တာမှတ်ထားလိုက်ကွာအချောင့်သွားတဲ့လူကတော့မှနှုတ်မချိုနိုင်ဘူးဟုတ်တယ်နော်မဟုတ်တာလုပ်တဲ့သူတွေဆိုလို့ရှိရင်အတန်အောင်ထွက်ရဲမှာမဟုတ်ဘူးရှင့်ကြုံလို့တစ်ခုပြပြအောင် ကျွန်မဆိုဒီမှာအခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ခဲ့တဲ့မိန်းမနော်လက်နှစ်ဖက်စီမှာတားရှိတယ်ကျွန်မအိမ်ထောင်ကျထားတဲ့အနေထားကဘဝအယံဖူလုံးတယ်လေချမ်းသာကြွယ်ဝတယ်လို့လည်းပြောလို့ရတယ်ဒီလိုပြည့်ပြည့်စုံနေတဲ့ဘဝမိသားစုကလက်တစ်ပြက်အတွင်းအကြောင်းတစ်ခုကြောင့်ကျွန်မခြေထဲကိုဝင်သွားရမယ်လို့ဘယ်သူယုံမလဲကျွန်မကိုကျွန်မတော့မသိတာအဲ့လိုကိစ္စကြောင့်ပဲကျွန်မယောက်ျားရင်ကွဲနာကြပြီးကွယ်လွန်သွားတာတိုက်ထောင်းလို့ကိုကြည်ပြီးတော့ဆုံးသွားတာပေါ့ကွာပြောချင်တာက ကနေဘာဖြစ်မလဲဘဝမှာဘာကြုံအောင်မလဲဆိုတာကျမတို့လက်ရှိအခုမသိနိုင်ကြုံလာပြီနော်ငွေလိုလာပြီတို့တဲ့အခါမှာကြည့်လိုက်ချက်ကြည့်လိုက်တယ်ကျမဘာပစ္စည်းတွေရှိလဲဟာစိန်ရွှေရေတနာအထယ်အလိုက်တွေရွှေတွေလည်းပါပါတယ်နောက်ဆုံးကျမကိုကယ်သွားတာရွှေရွှေကိုရောင်းလိုက်ရင်ချက်ချင်းငွေဖြစ်တယ်စိန်ရွှေရေတနာအထယ်ခတ်ထားတာတွေအားလုံးကကျမကိုဈေးနှိမ်နေဖိနှိပ်တယ်ကျမမျက်နှာကိုတွေ့လိုက်တာနဲ့စပ္ပယတနာတက်နေမှသိတဲ့အခါကျတော့ကျမကိုပုံနှိမ်နေ သိန်း1100နဲ့ဈေးပြတ်ထားပြီးသားကျမရဲ့မြေခွက်တစ်ခွက်ကိုအကယ်ပတ်စံလာပေးတဲ့အခါမှာကျမကိုသိန်း800ပဲပေးတယ်။စောက်ရမ်းမရိုင်းတဲ့လူကိုကျမအခုအချိန်ထိဒီမြေခွက်နဲ့ပတ်သက်ပြီးကန့်ကွက်လွာတင်ထားတယ်။ပြောပြတာနော်ပတ်စံလိုလာတဲ့အခါမှာရွှေဟာအကောင်းဆုံးကျမတို့ရဲ့ကက်တင်ရှင်ဆိုတာရွှေကိုစုကြပါအယ်မွန်သင်းပြောတာတွေတချို့တွေကမမားပါဘူး။ရွှေစုစာအုပ်ဆိုတာဘယ်တော့မှသွားမလုပ်ပါနဲ့။ ဟာမလဲမလောက်သေးဘူးမလောက်သေးဘူးဆိုပြီးတော့မှသူများကလင်းစီးပြီးတော့ပြေးသွားမယ်တစ်ခုထပ်ပြပြမယ်ကျွန်မတောင်ကြီးမှာနေတုန်းကအိန္ဒိယချင်းပတ်ဝန်းကျင်ကပေါ့နော်ဒေါ်လာစုတာဒေါ်လာစုတာတဲ့စင်ကာပူဆိုလားပဲဒေါ်လာတစ်ထောင်စုလို့ရှိရင်တဲ့1100ရတယ်တဲ့ပြီးတော့1100နဲ့စင်ပွား1400ရမယ်တဲ့အမလေး9000တပေါင်းအမလေးသူတို့ကဘလို့ရတာစောက်တယ်ဘလို့ပြတာတဲ့ ကျမကလေမလုပ်ဘူးလက်တွေတွေလာပြတဲ့အနေထားတစ်ခုကလေလူတယောက်ကိုတော်တော်ရင်ခုန်စေတယ်သို့တော့ကျမကပညာတတ်သုံးတညာအရန်ကောင်းတဲ့မိန်းမပြီးတော့လေကျမဘောချောင်ကောင်းမကြိုက်ဘူးသူများဟာလည်းအလကားမလို့ချင်ဘူးကိုယ့်ဟာလည်းသူများအလကားတော့မပေးနိုင်ဘူးဟုတ်ကြောင့်ကျမအလိမ်မခံရဘူးသူတို့အလိမ်ခံလိုက်ရတာမအမလေးဒေါ်လာတောင်းနှောင်းတသိန်းလဲရှိတဲ့အကုန်လုံးအမလေးဟဲ့မိသားစုအစုလုံးမိတောက်လောင်ကြတာကျမမှာဘာမှတော့ထထထထသိမ့်မရှိဘူးဒါမဲ့ကျမအေးချမ်းတယ် ပြောချင်တာလောကမှာပေါချောင်ကောင်းဆိုတာဘာမှမရှိဘူးရချင်လားကိုလုံမှကိုရမှာမလုတ်ပဲလိုချင်သလားထုံစေးမထိုးပဲနဲ့ကလေးစားထုတ်ခိုင်းရမနော်အမလေးအယမ်းနာမှာနော်လောကမှာအလကားရမယ်ဆိုတဲ့နောက်မှာထောင်ချောက်ကြီးရှိတယ်အားတစ်ထောင်ထောင်တာရက်ဆက်တဲ့လူတစုစောင့်နေတယ်မင်းအလကားရချင်အောင်သူနိုးစုံမယ်အလကားပေးပြီးတမန်ထက်ပိုပြီးတော့ရော့နေနေပြီဆိုရင်တတိထား အဲ့လိုနော်မှတ်ထားကြဒီအမတတ်ထားပြောတော့မှန်နေရှင်ဘယ်အရာမှအလကားမရဘူးလေနော် တချို့ line ပေါ်မှာဆိုလို့ရှိရင်လည်းအလင်ခံရတဲ့သူတွေရှိရနော်ရွှေဆိုင်ရဲ့နံမယ်ဒီနဲ့နော်၄၅၀သိန်းလောက်တန်တဲ့ပစ္စည်းကိုနော်တသိန်းခွင့်နဲ့လာယူဆိုပြီးတော့နော်ဒါပြောကြရရှင်တချို့အချောင်လူစင်းတဲ့သူတွေကြောက်လဲနော်ဒါတွေကိုသွားပြီး KB တွေဝေးပြီးတွေနဲ့လွှဲပြီးတော့နော်ပစ္စည်းကြီးမရအလင်ခံရနဲ့ဒီလိုမျိုးကြီးလည်းရှိရရှင်ဘယ်အရာမှဒီလိုမျိုးအလကားမရဘူးလေနော်ဒီလိုမျိုးအရန်တန်နေပြီဆိုလို့ရှိရင်လည်းနော်ဒါကျင်းတည်ရရှင်ဒါလူလိမ်ပဲရှင်ဒါလုံးဝကိုတတိထားရမ မယ်ဒါအချက်ပဲเนาะဒီအမမတ်သက်ထားပြောထားတဲ့အရာတွေကเนาะနောက်ထပ်သူတွေဒီလိုမျိုးမဖြစ်အောင်လို့ဒါအတူယူပြီးတော့ဆင်ကြရမယ့်အရာတွေပဲရှင်ကျမဗီဒီယိုလေးကတော့ဒါတော့ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ